ကျွန်တော်တို့ဒီစစ်တပ်ကတူရဲ့အပတ်စဉ်အတွက်မှာပထမဆုံးအောင်စစ်တေစုရတဲ့သူဖြစ်တယ်။ဒါဥတောင်းကိုအဲ့အချိန်ဥတောင်းကတော်လို့ဆိုပြီးတော့သိပ္ပံနဲ့နီးပညာဝန်ကြီးဒီ1988နောက်ပိုင်းမှာပထမဆုံးပေါ်လာတာအဲ့ဝန်ကြီးဌာနအဲ့ဝန်ကြီးဌာနကိုအဲ့ဒီဖွဲ့ပြီးတော့အဲ့ဒီမင်းအောင်ဟို sorry တန်းရွှေရနေပြီဥတောင်းကိုပြောပြရရှိတယ်။ဟောနော်ဟို ိုးလာအကြီးပေါ့နော်ဟိုအနုပြုဘုံမဖြစ်ရင်တော့မနည်းနည်းခက်သေးသေးအနုပြုညင်ဘုံလို့ရအောင်မဖြစ်မနေရအောင်လှုပ်ဆန်းပါဆိုပြီးတော့ပြောခဲ့တာရှိတယ်တကယ်တမ်းကျတော့အနုပြုဘုံတစ်ခုရဖို့ဆိုတာတော့တကယ်တော့မလွယ်ပါမလွယ်ကူပါဘူးဒါပေမဲ့မြန်မာဆက်အာနာရှင်တွေကမြောက်ကိုရီးယားလိုမျိုးအာသူတို့ကဖြစ်ချင်တာဖြစ်တဲ့အတွက်နျူကလ িয়ার အိမ်မက်ကအခုချိန်ထိလည်းရှိတယ်။ဒါကြောင့်မလို့လေမရောက်လာရနျူကလ িয়ার နဲ့ဆက်ဆက်တဲ့လုပ်ငန်းဒီဖိုရန်ကိုပေါ့နော်တကယ်ကိုရွာရွာတက်ပြီးတော့သွားပြီးသွားသွားတက်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ တရားငါတလုံးလက်ချင်းမတွေ့ဘာလုံးရဲ့ငယ် Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တို့ကျွန်တော်မြင်စီတင်ကလည်းပြီးတော့တော်လန်ပြည်သူအားလုံးကိုကြိုဆိုပါတယ်ခင်ဗျာကဲအဲဒီတော့ထုံးစံတိုင်းပဲလူမှုကွန်ရက်ဘက်ကသတင်းတွေကို ကျွန်တော်ကျွန်တော်အတွေ့ကျွန်တော်အမြင်နဲ့ပြန်လဲတင်ပြဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဘာသတင်းတွေပြောမလဲ၊ဘာအကြောင်းအရာတွေကိုပြောမလဲဆိုတာကိုဗီဒီယိုဆုံးလေးလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာ။ကဲအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်။ကဲစ။ Okay ဒီနေ့စာမှာတော့ကမ္ဘာသတင်းတွေပဲကျွန်တော်တို့စာမှာပဲ။ဘာလို့ကမ္ဘာသတင်းလဲဆိုတော့အခုဒီအမေရိကန်နိုင်ငံမှာပေါ့နော်။အမေရိကန်နိုင်ငံကျွန်တော်တို့ UN မှာအာကျွန်တော်တို့ကုလသမဂ္ဂ အထွေထွေနီလာခံကျွန်တော်တို့ပြုလုပ်နေတာရှိပါတယ်။အဲဒီကုလသမဂ္ဂအထွေထွေနီလာခံကကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့နိုင်ငံတိုင်းရဲ့တမထတွေတက်ပြီးတော့စကားတွေပြောကြတာတွေရှိတယ်။အဲဘောနော်ဒါဟိုနိုင်ငံတိုင်းရဲ့တမထတွေဝင်ကြီးချုပ်တွေအထိတ်သီးကောင်းတော်တွေဘောနော်နိုင်ငံကြီးကောင်းတော်တွေတက်ပြီးတော့စကားပြောကြတာတွေကျွန်တော်တို့ရှိတယ်။အဲ့လိုပဲကျွန်တော်တို့တစ်ဖက်မှာအာကျွန်တော်တို့မြန်မာနိုင်ငံဂရုတော်လိုင်းအတွက်အရေးပါတဲ့ကိစ္စတစ်ခုလည်းဒီထွေထွေညီလာခံပြီးတဲ့အချိန်မှာ အာကျွန်တော်တို့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီဥကြုံမိုးထွန်းရဲ့ဘောနော် UN ပေါ့နော် UN တန်အမတ်နေရာကိုဆက်ပြီးတော့နောက်တစ်နှစ်ရွေးမရွေးဆိုတဲ့ဥစ္စာလဲကျွန်တော်တို့တွေ့ရပါတယ်ဒါပြီးခဲ့တဲ့ပတ်မှာဆိုရင်တော့မြန်မာကဘာတခွန်းကကျွန်တော်တို့နိုင်ငံဘောနော်မြန်မာຫນွေဥတော်လည်းရေးလှုပ်ရှားသူတွေအများစုရှိတဲ့နေရာတွေမှာကျွန်တော်တို့ဥကြုံမိုးထွန်းနဲ့ပတ်သက်ပြီးတော့ထောက်ခံပွဲတွေပြုလုပ်ကြတာကိုလည်းအားလုံးကျွန်တော်များတွေ့လိုက်မယ်အဲ့တော့ဒီ အဲဒီနီလာခံပြီးပြီးတော့အိတ်မချခင်ဥဥကြုံမထွန်းနဲ့ပတ်သက်ပြီးတော့ဒီနောက်တစ်နှစ်ရှိတဲ့မရှိတဲ့ဆိုတဲ့အဆုံးဖြတ်တွေကိုလည်းဒါလိုဆက်ကြလာမှလည်းရှိတယ်အခုလောတဲ့အချိန်တွေကတော့ဆက်ကြဖို့အဲဆက်ပြီးတော့အဥကြုံမထွန်းဆက်ရှိနေဖို့အချိန်တွေကတော့ပုံများတယ်နော်ဒါကြောင့်ဒီ yes brand ကပြောမယ်ဆိုတော့အမေရိကန်နိုင်ငံမှာကမ္ဘာခေါင်းဆောင်တွေကမ္ဘာတန်တမန်တွေအများကြီးပဲစူးစီးပြီးတော့ရောက်ရှိနေတဲ့သတင်းတွေကိုကျွန်တော်တို့တောက်လျှောက်တွေ့နေရဖြစ်ပြန်အမှပြောရမယ်ဆိုရင်တော့ ဒါပထမဆုံးတော့စကားပြောတာကတော့ Donald Trump ပေါ့နော်အဲဒါ Donald Trump Donald Trump ကဒီကုလသမဂ္ဂညီလာခံမှာတနိုင်ကျော်တော်မှသူကမိခွန်းပြောသွားတာပေါ့နော်တနိုင်ကျော်တော်မှမိခွန်းပြောသွားတာဒါမိခွန်းပြောပြီးတော့ဒါတိရတိုင်းမဲ့ American ကိုလာရောက်ကြတဲ့ကမ္ဘာထိပ်သီးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေအာဒါကမ္ဘာနိုင်ငံတိတိယခေါင်းဆောင်တွေကဒါ Donald Trump နဲ့တိတိယတွေ့ဆုံမှုတွေလည်းပြုလုပ်ကြတာရှိတယ်အဲဒီထဲမှာမှာ အဲကုလသမဂ္ဂထွေထွေညီလာခံတီချောင်းတွေ့ဆုံပွဲမှာကျွန်တော်တို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ယူကရိန်းရဲ့သမ္မတဇလန်စကီနဲ့စက်တင်ဘာ23ရက်နေ့မှာတွေ့ဆုံပြီးတော့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့ရုရှားရဲ့ယက်တီချက်နဲ့ရုရှားပေါ်ယက်တီချက်အမေရိကာပေါ့နော်ဒီခရမ့်ကနေပြီးတော့ပြောင်းလဲသွားတဲ့စကားသံတွေကိုကျွန်တော်တို့ကြားလိုက်ရပါအဲ့ဒါဘာလဲဆိုရင်တော့ နေတိုးဖွဲ့နဲ့အမေရိကန်ရဲ့စီရေးထောက်ခံမှုနဲ့အတူဆိုပြီးတော့ယူကရိန်းစစ်တပ်ကနေပြီးတော့ရုရှားတပ်ဖွဲ့တွေသိမ့်ပိုက်ထားတဲ့နယ်မြေတွေအားလုံးကိုပြန်လည်ရရှိနိုင်ပါတယ်ဆိုပြီးတော့ပြောဆိုခဲ့တဲ့စကားတစ်ခုကတော့ယူကရိန်းသမ္မတနဲ့တွေ့တဲ့အချိန်မှာတော်တော်လေးကိုထူးထူးခြားခြားလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့အာဒီဒီ Trump ရဲ့လူမှုကွန်လူမှုကွန်ရက်ကနေပြီးတစင်ပြောကြားခဲ့တဲ့ဒီထုတ်ပြန်ချက်မှာတော့ဟိုပါတော့အာဒီသမ္မတ အဒီတက်ရောက်လာတဲ့နိုင်ငံတွေကဥရောပသမဂ္ဂရောတခြားနိုင်ငံတွေကခေါင်းဆောင်တွေကပါဒီ Trump ပြောကြချက်ပေါ်တော်တော်လေးကိုဟိုဘောတော့အန်အောခဲရတယ်လို့ကျွန်တော်တို့ပြောရမယ်။ဘာကြောင့်အန်အောရလဲ။ Okay ဘာကြောင့်အန်အောရလဲ။ဘာကြောင့်လဲ Trump ဒီ2024 2025မှာတမနာဖြစ်လာပြီးတဲ့အချိန်အစားကြီး Trump ဒီ Ukraine Russia စစ်ပွဲနဲ့ပတ်သက်ပြီးတော့သူကရက်တန်ရေးအတွက်ပဲသူကတောက်လျှောက်ကိုလှုပ်လာခဲ့တာဒီလိုအချိန်မှာရက်တန်ရေးအတွက်ကိုယူကရိန်းဘက်ကသမရဇလန်စကီကိုပထမဆုံးတွေ့တဲ့အချိန်မှာအင်ဂျီတော်ထဲမှာသတ်တိုက်ကိုဖိနှိပ်ပြီးတော့ဒါသူနဲ့ဒုတိယသမရနဲ့နှစ်ယောက်ပြောခဲ့တာတွေကအဲဒီတန်တမာရေးလောကမှာတော်တော်လေးကိုလွတ်လွတ်ခွတ်ခွတ်ဖြစ်ခဲ့တာရှိတယ်။တောက်လျှောက်လဲနောက်ဆုံးပူတင်ကိုသူတို့အမေရိကန်နိုင်ငံပိုင်နဲ့နေမီတွေကိုဖိတ်ခေါ်ပြီးတော့ဆွေးနွေးခဲ့တာကြီးလဲအဲကျွန်တော်တို့တွေ့ရတယ်။ပြောရမယ်ဆိုရင်တော့ရုရှားဘက်ကိုအလေးပေးပြီးတော့ အဒီစစ်ပွဲကိုရက်တန့်ဖို့ဆိုပြီးတော့ပြောခဲ့တာရှိတယ်အဲ့တော့ပထမဆုံးကပြောခဲ့တဲ့စကားရည်ထဲမှာယူကရိန်းကိုနေပြည်တော်စွန့်လွှတ်ရမယ်မင်းတို့ကောင်လေးနေပြည်တော်စွန့်လွှတ်ရမယ်ဒါမှသာစစ်ပွဲကချုပ်ငိမ့်မယ်ဘာညာဆိုပြီးတော့ပြောခဲ့တဲ့ပုံစံတွေလည်းတွေ့ရတယ်ဒါပေမဲ့အခုကဘာကြောင့်ရုပ်တရက်ပြောင်းလဲပါဘာကြောင့်လို့ထဲလဲဒါပြီးခဲ့တဲ့ရက်ပိုင်းမှာအဟိုဟာမဟုတ်တော့ Trump ကအပူတင်နဲ့ပတ်သက်ပြီးတော့ဒါအကောင်းမြင်ဝါဒနဲ့ပဲသူကပြောနေတာတောက်လျှောက်ပေါ့နော်ဒါပေမဲ့ဟိုတပတ်ကတော့ကဒီရှီကျင်းဖင်နဲ့ ဒီဟိုဟာပေါ့နော်သူတို့ဒုတိယကမ္ဘာစစ်နှစ်80အခမ်းအနားမှာရှီကျင်းပင်ရဲ့ပူတင်ရဲ့ဒါမြောက်ကိုရီးယားကင်ဂျုံဝန်တို့ရဲ့အတူတူအုပ်စုတွေဖွဲ့ပြီးတော့ရှောက်လာတဲ့အချိန်မှာဒီလိုပြောဆိုချက်တွေပြောင်းလဲသွားတာလို့တော့ကျွန်တော်ကတော့ယူဆတယ်အဲ့တော့အာဘာပြောတာကအကောင်းမလားဆိုအမှန်ဆုံးပြောရင်တော့ဖိနိတ်ခံရသူယူကရိန်းဘက်နဲ့ဥရောပကကြောက်နေရတဲ့ရုရှားရဲ့အန်ရီယယ်ကိုကြောက်နေရတဲ့ဥရောပခေါင်းဆောင်တွေကတော့ဒီထရမ့်ရဲ့ဒီဥစ္စာတွေပေါ့တော့ ကြီးမားတဲ့ပြောင်းလဲမှုတွေတော့အများကြီးဖြစ်သွားမှာပဲအဲ့တော့ပြောရမယ်ဆိုရင်တော့အားလုံးသိပြီးအတိုင်းပဲရုရှားယူကရိန်းစစ်ပွဲဆိုတာဘာကြောင့်ဖြစ်ပေါ်လာလဲဘသူကဖိနှိပ်ခံနေရလဲဘသူတွေကဖိနှိပ်တာလဲလို့ပြောရမယ်ဆိုရင်ဒါကရှင်းရှင်းလင်းလင်းပဲဖြစ်တယ်အဲ့ကြောင့်မလို့အမေရိကန်ရဲ့အခု Trump ရဲ့ပြောဆိုချက်ကဘလူတွေများဆက်သွားမလဲအခုလောတဲ့ပိုလန်နိုင်ငံနဲ့ပတ်သက်ပိုလန်နိုင်ငံပေါ်နေတိုးကနေဝါပေါ့နော်ပိုလန်နိုင်ငံပေါ်ရုရှားကလည်းအဲဒီ အာ drone တွေပြန်လာတယ်တခြားဥစားတွေ ਨੇ NATO နဲ့စည်ရေးတင်းမာတာတွေဖြစ်နေတဲ့အချိန်နောက်ပြီးတော့လည်းအာ trap ဟိုပါတော့ Putin နဲ့ရှီချင်းဖင်တို့ရဲ့အရန်နီးကပ်လာတဲ့ဆက်ဆံရေးဒီလိုအချိန်တွေမှာကမ္ဘာရဲ့နိုင်ငံရေးစည်ရေးအခြေအနေတွေကအများကြီးပြောင်းလဲနေတာဖြစ်တယ်ဒါကကျွန်တော်တို့မျက်စိတောက်ထောက်ကြည့်နေရမယ်ကမ္ဘာနိုင်ငံရေးလို့တော့ကျွန်တော်ကတော့ပြောလို့ရတယ်အဲ့တော့ ကျွန်တော်တို့ကငါတို့နဲ့မဆိုင်ပါဘူးလို့မတွေ့နေတကယ်တမ်းက World War 3ဒါဖြစ်ရင်ကျွန်တော်တို့ကဘယ်ကိုဘယ်လိုဖြစ်သွားမလဲကျွန်တော်နိုင်ငံက World War 3တဲ့မှာဘယ်လိုခန်းကန်တာပြီးတော့ဆက်ပါနေမလဲဆိုတာကိုကျွန်တော်ဆက်ကြည့်ရမယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ဒါကြောင့်မလို့ဒီကပတ် သတင်းတွေကကျွန်တော်တို့စိတ်ဝင်စားမယ်စိတ်ဝင်စားရမယ်သတင်းစောင့်ကြည့်ရမယ်သတင်းတွေဖြစ်ကြအောင်ပဲကျွန်တော်ကတော့အဓိကထားပြီးတော့ပြောချင်ပါတယ်အဲ့တော့နောက်တစ်ခုကိုကျွန်တော်တို့တွားကြည့်အောင်နောက်တစ်ခုကတော့ဟိုဒီနေ့ online ပေါ်မှာပေါ့နော်အဲသတင်းတွေတက်လာတယ်ဘာလဲဆိုတော့အဲ မင်းအောင်လိုက်ကရုရှားကိုတွားတယ်ဗောနော်ရုရှားကိုတွားတယ်အဓိကဘာလဲဆိုတော့မင်းအောင်လိုက်ကလေးရဲ့ကြာချင်းပါမဲ့ကမ္ဘာအနုမြူသတင်းပတ်ဖိုရမ်ကိုတက်ရောက်ဖို့ဆိုပြီးတော့ရုရှားနိုင်ငံကိုတွားတယ်ဆိုပြီးတော့သတင်းထွက်လာတာဖြစ်တယ်အဲ့တော့ရုရှားကိုတွားတဲ့သတင်းကမနေ့ကထွက်လာတယ်ဒီနေ့တွားတယ်အဲဒီလိုမျိုးပုံစံမျိုးဖြစ်တာဗောနော်ပြောရမယ်ဆိုတော့ဟိုကျွန်တော်တို့ပြီးခဲ့တဲ့ ရက်ကထွက်တယ်ဒီနေ့လည်းကြောင်းချင်းချင်းသွားတယ်ဆိုတဲ့ပုံရိပ်တွေထွက်လာပြောမှဆိုရုရှားကပထမဖိတ်ဖို့မေ့နေရလားမသိဘူးပြီးတော့မှသာဥပူတင်ရလေသူကပြောမှဆိုကမ္ဘာနိုင်ငံကြီးမှာသူကလည်းအင်အားကြီးဖို့အတွက်ဆိုပြီးတော့တွေ့တဲ့လူတွေနဲ့အကုန်ရှောက်ပေါင်းတယ်နောက်ဆုံးမင်းအောင်လိုင်းလို့ဆိုအာနာရှင်အသေးသားလေးနဲ့သာပေါင်းပြီးတော့ဘောနာကမ္ဘာမှာသူ့ရဲ့အားရှိသေးကြောင်းပါညာပြောပေမဲ့အခုချိန်ရုရှားရဲ့စီးပွားရေးစီရေးကအောက်ကိုထိုးချနေတဲ့အချိန်လို့ပြောလို့ရတယ်။အဲဒါကြောင့်မလို့လေမင်းအောင်လိုင်းလို့ကောင်မျိုးကပူတင်လို့ကောင်မျိုးနဲ့လက်ဆွဲနှုတ်ဆက်နေရတာကိုသူကတကယ်ကို ဂုံချိန်အကြီးတက်နေပြီလို့ထင်တာတကယ်တမ်းကျတော့ပူတင်ရဲ့ကမ္ဘာနိုင်ငံရေးမှာဖြစ်ပျက်နေတဲ့အကြောင်းတရားတွေက short တော့လို့မရသလိုအထင်ကြီးလို့လည်းမရဘူးလို့တော့ကျွန်တော်ကတော့မြင်နေပါတော့အဲ့တော့ထုံးစံတိုင်းပဲသူက September 25နဲ့28မှာကျင်းပမယ်အဒီ forum ကိုပူတင်ရဲ့ဖိတ်ကြားချက်ရသွားတယ်ဆိုပြီးတော့အသူကပြောတယ်အမှဒီရုရှားအစိုးရတာဝန်ရှိသူတွေတခြားသူတွေနဲ့စီးပွားရေးလုံခြုံရေးဆိုင်ရာ ဘာညာတွေကိုပေါ့နော်အဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့နျူကလီးယားနဲ့ပတ်သက်တဲ့ကိစ္စလို့တော့အကြမ်းမြင်ပြောလို့ရပါတယ်ဒီအခမ်းအနားမှာတော့နိုင်ငံကောင်းဆောင်တွေနျူကလီးယားကျောင်းကျင်သူတွေနဲ့ကုမ္ပဏီကြီးတွေအကြီးအကဲတွေလည်းတက်ရောက်มาဖြစ်တယ်ဆိုတော့ထုံးစံတိုင်းပဲမြန်မာအာဏာရှင်တွေကနျူကလီးယားကိုတောက်လျှောက်ကိုအိမ်မက်မှတ်နေကြတာတန်းရွှေလက်ထက်တုန်းကဒီဝင်ကြီးတယောက်ဖြစ်တဲ့ဦးတောင်းကိုပြောပြလို့ရှိတယ်ဦးတောင်းဆိုတာအားလုံးသိတယ်ဒါပေမဲ့တိတ်ပန်တဲ့နီးပညာဝင်ကြီးကျွန်တော်တို့ ဒီစစ်တပ်ကတူရဲ့အပတ်စဉ်တင်မှာပထမဆုံးအောင်စစ်တီစုရတဲ့သူဖြစ်တယ်။ဒါဥတောင်းကိုအဲ့အချိန်ဥတောင်းကတော်လို့ဆိုပြီးတော့တိတ်ပန်တဲ့နီးပညာဝင်ကြီးဒီ1988နောက်ပိုင်းမှာပထမဆုံးပေါ်လာတာအဲ့ဝင်ကြီးဌာနအဲ့ဝင်ကြီးဌာနကိုအဲဒီဖွဲ့ပြီးတော့အဲဒီမင်းအောင်ဟို sorry တန်းရွှေရနေပြီဥတောင်းကိုပြောပြရရှိတယ်။ဟောနော်။ဟို ဟုတ်လားအကြီးပေါ့နော်ဟိုအနုပြုဘုံကြီးမဖြစ်ရင်တော့မနည်းနည်းခက်သေးသေးအနုပြုဘုံလို့ရအောင်မဖြစ်မနေရအောင်လှုပ်ဆန်းပါဆိုပြီးတော့ပြောခဲ့တာရှိတယ်တကယ်တော့အနုပြုဘုံတစ်ခုရဖို့ဆိုတာတော့တကယ်တော့မလွယ်ပါမလွယ်ကူပါဘူးဒါပေမဲ့မြန်မာဆက်အနာရှင်တွေကမြောက်ကိုရီးယားလိုမျိုးအာသူတို့ကဖြစ်ချင်တာဖြစ်တဲ့အတွက်နျူကလ িয়ার အိမ်မက်ကအခုချိန်ထိလည်းရှိတယ်ဒါကြောင့်မလို့လေမဲအောင်လိုင်ကနျူကလ িয়ার နဲ့ဆက်ဆက်တဲ့လုပ်ငန်း ဒီဖိုရန်ကိုပေါ့နော်တကယ်ကိုရွာရွာတက်ပြီးတော့သွားပြီးသွားသွားတက်တယ်လို့အာကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ထုံးစံအတိုင်းပဲမင်းရောက်လိုက်ဘက်ကတော့အပေါ့နော်အရင်တစ်ခေါက်ရုရှားသွားတော့တော့တဝဲအထူးစီးပွားရေးဇုံတို့နျူကလ িয়ার ဒါးဘေးဆက်ယုံတို့စွမ်းအင်လုပ်ငန်းတို့နီးပညာတို့တရင်းချက်လက်တို့တယ်လီကွန်ဆက်သွယ်ရေးတို့တတ်ထုတူပေါ်ရဘာညာပေါ့နော်အဲ့ဒါနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့သဘောတူညီချက်တွေလှုပ်ထားတာတွေလည်းရှိပါတယ် ဟိုတော့အခုကတော့နျူကလ িয়ার တန်ဝါပေးဆက်ယုံပေါ်ပေါက်လာဖို့တခြားဥပစာတွေကိုမရောက်နိုင်လို့ကအသေးအတန်ကြိုးစားနေပုံတော့ရတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေနဲ့နျူကလ িয়ার အာထုတ်လုပ်ဖို့ဘာဖို့ဆိုတာအဆင်ပြေလားမပြေလားဆိုတာသူတို့မစဉ်းစားတော့ပါဘူးတကယ်တမ်းသာနျူကလ িয়ার ပိုင်သွားမယ်ဆိုရင်အဲကျွန်တော်ကတော့မြင်တယ်ကျွန်တော်တို့နိုင်ငံအတွက်ကောင်းတဲ့အလားအလာမရှိဘူးလို့ပါပဲကျွန်တော်မြင်တယ်ကျွန်တော်တို့နိုင်ငံစီထာဝရဖိနှိပ်ခံနေရမယ်နေရာတခုလို့ပဲကျွန်တော်ကတော့မြင်တယ်ဒါကြောင့်မလို့အာပြောရမယ်ဆိုတော့ ဒီနျူကလ িয়ার ဟာနိုင်ငံအတွက်မဟုတ်ဘဲနဲ့သူများတွေကပြောတယ်နျူကလ িয়ার ဆိုတာနိုင်ငံရေးကစားဖို့အတွက်လို့သူများတွေကပြောကျွန်တော်ကတော့အဲ့လိုမမြင်နျူကလ িয়ার ဆိုတာကဘာကိုဖျက်ဆီးဖို့အတွက်အာဏာရှင်တွေကြံဆောင်နေတဲ့လက်နက်တစ်ခုလိုပဲကျွန်တော်ကမြင်တယ်ဒါကြောင့်လို့နျူကလ িয়ার ပိုင်ဆိုင်ဖို့ကိုလည်းဒီမိုကရေစီနိုင်ငံတွေထက်ဒီမိုကရေစီနိုင်ငံတွေထက်အာဏာရှင်နိုင်ငံတွေကပုံမူစူးစမ်းနေတာကိုလည်းကျွန်တော်တို့တွေ့ရတဲ့ကဘာကြီးအတွက်မကောင်းတဲ့ ဟောနော်ရည်ရချက်တစ်ခုဖြစ်တယ်ဒါကြောင့်မရောက်နိုင်လို့កောင်မျိုးတွေကနျူကလ িয়ার ပိုင်ဖို့အတွက်ရုရှားတို့မြောက်ကိုရီးယားတို့တရုတ်တို့ကပြောလို့မရဘူးတနည်းအားဖြင့်မြှောက်ပေးလိုက်မယ်ဆိုတော့ဖြစ်ချင်ဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဟောနော်မရောက်နိုင်ရင်နျူကလ িয়ার အိမ်မက်ကိုလုံးဝမဖြစ်စေချင်ဘူးဒါပေမဲ့ဖြစ်ဖို့ကလည်းတော်တော်ခက်ခဲတယ်ဆိုတာကိုပဲကျွန်တော်ကတော့အဓိကထားပြီးပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကိုသွားကြည့်အောင်နောက်တစ်ခုကတော့ရှားသာကျွန်တော်တို့လောလောကနောင်ချိုလဲဖြစ်လဲဖြစ်ကောနောင်ချိုတို့အာကရ sorry ကရင်ညီတို့ဘက်မှာ အဲကျွန်တော်တို့စစ်တပ်ကနေတချို့နယ်မြေတွေပြန်လဲရရှိတဲ့အချိန်မှာစစ်တပ်ရဲ့ lobby တွေကိုစစ်တပ်ရဲ့ဒီပေါ့နော်ဘောမမီဒီယာတွေကိုအကုန်လုံးခေါ်ပြီးတော့အဘက်ကအခြေအနေတွေကိုဗီဒီယိုတပ်ပုံတွေကိုလာရိုက်ခိုင်းတာရှိတယ်သူတို့လုံခြုံရေးတွေပေးပြီးတော့ခေါ်ရဲရှိတယ်အဲအချိန်မှာစစ်တပ်ကိုဝေဖန်တဲ့ပြည်တွင်းရသူတွေတဲမှာဆိုရင် စက်တပ်ဘက်ထောက်ခံပြီးတော့စက်တပ်ဘက်ကကောင်တွေဟိုကဝေဖန်လေးဝေဖန်တာရှိတဲ့ဇော်ဖုံးပြည့်နောက်တစ်ရက်ကယာသာလို့ပြောမယ်ယာသာကဦးတလောကနောင်ချူသွားပြီးတော့သူဗီဒီယိုလေးတစ်ပုတ်တင်ထားတယ်အဲ့ဗီဒီယိုလေးကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်ကြည့်ပါအဲ့တော့ဒီခြေရွာမှာမြေနဲ့တဲ့ကတော့ PS LFTNL ဒီကြက်ဖက်တောင်ကျန်သူတွေဒီရွာထဲကိုဝင်တဲ့အချိန်မှာဒီနေအင်းကကျွန်တော်မြို့ဘတ်တမတော်က ီသားစုဝင်တအုပ်နေခဲ့တဲ့အဲ့တော့တက်မလို့မိသားစုဝင်နေတဲ့မြင်းနဲ့တည်းပဲတွေ့လာမတောင်မမအပမွေရပြုရှိရအရေးကြီးခံပုံနေမြင်မှုဆိုပြီးတာတို့တို့တွေချိတ်ပြထားတယ်ပေါ့ဗျာဆိုတော့ဒါဟာဥပဒေနဲ့လုပ်ရတဲ့နိုင်ငံကိုအကြမ်းဖက်တာလည်းမဟုတ်ဘူးနိုင်ငံတော်ရဲ့မင်းတို့ကဘာဥပဒေမဲ့မဟုတ်ဘူးလို့ပြောရအဲ့ဒါဆိုမင်းတို့ကောင်တွေ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 အဖားတွေဟုတ်လားစစ်ခွေးတွေအပြစ်မဲ့ပြည်သူတွေရဲ့အိမ်တွေ တရားဥပဒေကိုမချိုးဖောက်မချိုးဖောက်ပဲနဲ့မှန်ရမှန်ကြောင်းကိုမှန်ရကိုဆွဲကံပြီးလုပ်တဲ့သူတွေရဲ့အိမ်တွေကိုကြောင့်မင်းတို့ဘာလို့ချိတ်ပိတ်တာအဲ့ဒါကောမင်းတို့မှန်ကန်တယ်လို့ထင်တာအဲ့ဒါကောနိုင်ငံကိုအကြမ်းဖက်နေရလို့မင်းတို့ထင်တာစောက်တလေးတွေမပြောသမ်းပါနဲ့ဘိုးရှင်မရှင်ပလန်နဲ့မားတယ်ဆိုတဲ့ကောင်မှဒီကောင်ယာတာလဲပါတယ်ဒီကောင်ယာတာလဲပါတယ်ယာတာလဲပါတယ်ဗောနော်အဲ့တော့ဒါကပွင့်လင်းပြောရင်ဒါကအဲ့ဒီအချိန်မှာ PSL TNL ကတိမ့်ပိုက်ထားတာဖြစ်တယ် ရန်သူကဘာလုပ်လဲမင်းတို့ကမင်းတို့ပုံကန်တဲ့သူကိုမင်းတို့ကရန်သူလို့တတ်မှတ်တယ်ဆိုရင် PSLF TNL ရလေသူတို့ကိုသူတို့အတွက်ကောင်းကျိုးမပေးပြနဲ့သူတို့နေမိထဲမှာနေပြီးတော့သူတို့ရဲ့ဟိုအကျိုးစီးပွားကိုဖျက်ဆီးမဲ့သူကလေသူတို့ရဲ့ရန်သူပဲဒါကြောင့်မို့ချစ်ပြတာဘာဖြစ်လဲကွာအဲ့ဒါဥပဒေမဲ့လုံးရလာမင်းတို့ကအဲ့ဒေတာကဥပဒေတွေအကြောင်းကိုမင်းတို့သိလို့လားနားလေလို့လား တက်မတော်မှာတောင်းထမ်းဆောင်ခဲ့ဘူးတဲ့မိသားစုဝင်အိမ်ဆိုတာနဲ့အမှုတွေအမုန်းတွေလောက်တာဒါဟာမဖြစ်တဲ့မင်းတို့လည်း NLD ထောက်ခံတာတို့မေစုထောက်ခံတာတို့ဟိုလူတွေထောက်ခံတယ်ဆိုရင်မင်းတို့အဘတွေစစ်ခွေးအဘတွေမင်းတို့အဘစစ်ခွေးတွေကရောဒီလိုမျိုးမပိတ်ခတ်လို့လားတဖက်ပိတ်ပြီးမပြောသမှာနဲ့မင်းတို့ကောင်တွေကအဲတော့ကသူကဝါရဖြတ်မှုတက်တက်ကိုအကူသွားတာဖြစ်တယ်ဒီလိုဗီဒီယိုတွေဟိုပါ share plan နဲ့ကိုပေါ်မခဲ့တာဗောနော်ဒီသားသားတို့လေစတက်ခုဆိုတော့ဒါလက်တွေ့ပြန်နော်အဲ့တော့မျက်စိရှုပ်ပါလေနော်ကဲ ဟုတ်ပြီနောင်ချူမှာရှယ်ပလန်နဲ့သွားပြီးတော့ဘောမာခဲ့တဲ့ရသာဘာများဖြစ်သွားပြီလဲစက်ကြီးအောင်ပြောင်းရင်းပြောတာကျွန်တော်မပြီးဘူးထင်ပြီးတော့လူတစ်ယောက်ကောက်သွားတယ်ကြည့်လားအာဘယ်သူလဲကျွန်တော်တို့အမျိုးသားရေးသမားတစ်ယောက်ပေါ့ဗျာနော်ကျွန်တော်လိုမျိုး online ပေါ်မှာပြောဆိုနေတဲ့ညီကိုတစ်ယောက်ပါပဲအဲဘယ်သူလဲအတူနာမည်လားအားလုံးသိမှဖြစ်မှာလဲနော်တော်တော်များသိကြမယ်ရသာပေါ့လေဟုတ်ကဲ့ဆက်ကြည့်ရင်သူ19ရက်နေ့ကအေးရော ။ရောင်ချူမာတို့သွားပြီးတော့စစ်တပ်ကခေါ်လို့သွားပြီးတော့ရှေပလန်နဲ့သွားမတာပဲ။ဒါပေမဲ့ပြန်လဲပြန်လာရောဘာဖြစ်လဲ။ဖမ်းကန်လိုက်ရတယ်။ဖမ်းကန်လိုက်ရတယ်။စစ်ကိုကြီးမဝါကြီးရောက်။ဖမ်းသွားတော့တောက်သွားတော့ခေါ်သွားပြီးအဲ့ဒီစက်ခွန်ကြီးကနေညမှာပဲ။ညအောင်ဖြစ်ပါတယ်။ညနေ3နာရီလောက်မှာပဲသူဟာသူ့ထောင်နဲ့နှစ်နှစ်ဆိုပြီးတော့ချာ။ဟာကျန်းနေတော့ရောက်ချက်ချင်းကြီးလှုပ်လာ။ရွေးကောက်ပွဲ။ ရွေးကောက်ပွဲနီးလာလေလေဘလို့ဖြစ်ကြမင်းတို့အချင်းချင်းတယ်လို့မလုံးနဲ့လေကွာဟိုကောင်ရှယ်ပလန်နဲ့နောက်ချိုပါတော့သွားပါလိုက်လားအဲ့လိုကြီးမလုံးနဲ့လေကွာအဲ့လိုကြီးမလုံးပါနဲ့ဟုတ်ပါလေဒါဟာဘလို့လုပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်လေဟုတ်လူခွင့်ရင်းနဲ့ဒီမိုကရေစီဆိုတာတော့မခွဲအဲ့ကောင်ပြောင်းကြီးကိုလည်းပြောပြောင်းကြီးကကျွန်တော်ဟိုတနေ့ကလည်းပြောရတယ်ပြောင်းကြီးကတဖြည်းဖြည်းချင်းဒီကောင်ထည့်နေတာနော်အမှန်ပြောသလိုနဲ့ဒီကောင်ရဲ့ဝါဒဖြန့်ချီနေရလေဟဲ့လား တရားပြတဲ့ရွေးကောက်ပွဲဘယ်တော့မှလည်းဖြစ်မှာမဟုတ်လေဒီစစ်တပ်လက်ထက်မှာရွေးကောက်ပွဲကိုမျှော်နေတဲ့ကောင်တွေစောက်ယူတွေပဲအဲ့လိုနေရအောင်နော်လူ့ခွင့်ရမရှိတဲ့ဒီမိုကရေစီဟာဘာနဲ့လားတဲ့ပြောဆိုတော့လုံးဝတိုက်ခါမရှိတဲ့ဒီမိုကရေစီဖြစ်မယ်အဲ့တော့ဟိုသူများကရွေးကောက်ပွဲချင်းပါတော့ကဟလာဒေါ်ဒေါ်ဆန်းစုကြည်ကရွေးကောက်ပွဲချင်းပါတော့ကဟိုဟာမဟုတ်ဘူးဒီဟာမဟုတ်ဘူးကိုကမမြတောက်ဒီဟာမမြတောက်ပြောနေတယ်ဒီနေ့ကိုယ်ကရွေးကောက်ပွဲချင်းပါတဲ့ခါကျတော့ဆစ်စစ်လေးပြန်ဆောင်ထုတ်တာမကန်ဘာဒီမိုကရေစီလက်ကမြောက်ဒီမိုကရေစီအတော့စိုးပါ အကောင်တွေကဒီမိုကရေစီလုံနေရလို့ပြောပြီးမင်းထင်နေလို့လားဘယ်လိုအကောင်တွေဘာသာဒီမိုကရေစီလို့ပြောနေလို့လားငါတော့မထင်ဘူးသူတို့ကဖက်ဒရယ်ဆိုတာဘာတွေလဲပြောတကယ်တမ်းကျတော့အာနာရှင်စနစ်ကိုအသက်သွေးပဲရွေးကောက်ပွဲကွာဟိရောနော်ဘာဒီမိုကရေစီရောသူကမေးရမှာဖြစ်နေပြီမှတ်ပါဒုက္ခရဲ့အခြေခံဒုက္ခရဲ့အဓိကဒီမိုကရေစီရဲ့အခြေခံဆောက်အောင်ဒီအခြေခံဆောက်အောင်မရှိဘဲနဲ့ဒီမိုကရေစီရွေးကောက်ပွဲကျင်းပတာဟာ၄ထဲမှာဘာနဲ့လားတယ်လို့ဆိုတော့၄ထဲမှာလွတ်နေပြီးအခြေခံမရှိတဲ့ တော်တော့ဘိုးပြန်ဘူးကောင်းလို့ပဲပြီးလို့ရှိရင်အပေါ်မြစ်တက်သွားပြန်ပြုတ်ကြလာမှာဖြစ်တယ်အဲ့တော့အခုလိုမျိုးအဲရေကောက်ဝင်တာပတ်သက်ပြီးတော့ဝေဖန်မိတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်သူကဘာကြောင့်ဆွဲခံလဲမသိဘူးပြန်တော့အခုချိန်မှာတော့ကျွန်တော်မြင်ရဆွဲခံနေရတယ်အဲ့တော့ခင်ဗျားသိထားပါမနော်အဲလူ့နေရေးမရှိတဲ့ဒီမိုကရေစီကလက္ခဏာဒီမိုကရေစီပါပဲအလက္ခဏာဒီမိုကရေစီဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားစရာလုံးဝမရှိဘူးဖြစ်နေတယ်အဲ့တော့အဲသူအဲကိုရစားကြည့်ရတယ်တစ်ခေါက်သူလည်းဆွဲခံလိုက်လွတ်လာတယ်လွတ်လာပြီးတော့နေရပါတယ်အခုလည်းချက်ဆွဲခံရပြန်ပြီဆိုတဲ့ခါကျတော့အင်းအဲစိတ်မကောင်းဘူးပေါ့ဗျာနော်ဘယ်လိုပဲဖြစ်ဖြစ်ပါ ကောင်းရလည်းမလို့ပါဘူးမင်းရွေးကောက်ပွဲကြောင့်ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ဖြစ်တော့မှကဲဆက်လုံးပါလေနော်ဟွရွေးကောက်ပွဲပြတ်အောင်တော့ပြောဆိုနေတဲ့ဟာတွေကိုလက်ပိုက်ကြည့်ရမှာလားရွေးကောက်ပြောဆိုမှုကြောင့်ရွေးကောက်ပွဲမပြတ်ဘူးပြောဆိုပြီဆိုတော့အမှန်ပဲလေဟုတ်တယ်ရွေးကောက်ပွဲပြတ်အောင်မဲပြောပြောပြတ်အောင်မဲပြောပြောပြတ်အောင်မဲလဲသူ့အဆူပါဇက်ကပြောတာပြောလို့ရတယ်မဟုတ်ပါတဏျာနဲ့ဒီဥပဒေကြောင့်လည်းညှိတာလွဲလို့ရွေးကောက်ပွဲတော့တရားနဲ့ဒီမတရားနဲ့ပြောပြောဟာဘယ်သူမှမသက်ပြီးဘာမှမပြောပါနဲ့ရှိတယ်အဲ့လိုပြောပါရင်ဘယ်မှမရှိဘဲနဲ့ကျင်းပတဲ့ဒီမိုကရေစီဟာအဲ့ဒါဟာ အလကားဒီမိုကရေစီနော်အလကားယူတော့ပဲဖြစ်နေပြီဒီမိုကရေစီထွန်းလာဖို့အတွက်လူခွင့်ရေးထွန်းလာဖို့အတွက်တရားဥပဒေစိုးမိုးရေးပြီးလို့ရှိရင်လူခွင့်ရေးဒီနှစ်ခုဒီအခြေခံတောက်တိုင်မရှိဘဲနဲ့ကျင်းပတဲ့ဒီမိုကရေစီဟာအလကားဒီမိုကရေစီရာသူများကတော့စီမင်းစီကံဥပဒေနဲ့အရေးယူနေမိမိကိုယ်ကိုမိမိကဘာနဲ့အရေးယူဖို့ကြိုးစားနေလဲနိုင်ငံတော်ဟာနော်ဒေါအောင်ဆန်းစုကြည်လက်ထက်ကနေပြီးတော့အာဏာကိုဖမ်းမိယူလိုက်တဲ့အချိန်မှာနိုင်ငံအကောင့် ACC ပဲအတူနဲ့မှာစုပ်ပြတ်တက်ပြီးတော့ဘာမှရရစရာမရှိတဲ့နိုင်ငံမျိုးရွေးကောက်ပဲကျင်းပါလေအဲ့တော့ ဒီစိတ်ဆုပ်ပြတ်တဲ့နေအခြေအနေအားလုံးကိုလည်းသူကဘာမှအဖက်မစင်နိုင်ဘူးအဖက်မစင်နိုင်ပဲနဲ့ယူရောပဲဒီတည်တည်ကြည်ကြည်ကနိုင်ငံအတွက်ဆိုတဲ့စိတ်တန်နဲ့ယူရောပဲဝင်နေတဲ့ပါတီတွေကိုကြတော့ဟိုစီးချက်ဒီစီးချက်နဲ့သူ့ဉာဏ်ဖြင်းမှုကြသူ့ကြဘလို့ရေးယူပါမှမသိတော့အရင်ကမင်းတို့ကပြန်ပြီးတော့အောင်ဖမ်းပြီးတော့ထောင်ထဲထက်ဝင်တစုထိုးပြီးတော့မင်းတို့ကတမပလိုက်ရောတမပလိုက်ပြောနေတာဘာလဲဆိုတော့ကျွန်တော်နိုင်ငံမှာက တည့်တဲ့အတိုင်းအာနာရှင်နဲ့ပေါင်းရင်တော့ဒီလိုပဲအဲရာသာတို့အခုနှစ်ခေါက်ရှိပြီဇော်ဘိုးင်းတို့တွေ့ရမြင်မိတာဟဲ့လားဒါတွေကဖြစ်နေပြီလားအကြောင်းအရာတွေပဲဒါတွေကဖြစ်နေပြီလားအကြောင်းအရာတွေဘာတွေမျော်လင့်နေအာနာရှင်အောင်မှာခုနပြောင်းပြီးပြောရစီလူခွင့်ရေးတဲ့ဘာလူခွင့်ရေးဟိုအာနာရှင်ကလူခွင့်ရင်မရှိဘူးလူခွင့်ရင်မရှိဘူးအာနာရှင်ကမင်းဘာမှသွားတောင်းဆိုတောင်းဆိုနေလို့အခုတောင်းဆိုနေလို့ ငါတို့တော်လှန်သူတွေအများကြီးပြဖန်းခံရအသက်ခံရနောက်ဆုံးအပြစ်မဲ့ပြည်သူတွေဖန်းခံရအသက်ခံနေရတာမင်းတို့ကဒီရွေးကောက်ပွဲဘာတွေမျော်လင့်နေရလဲဒီရွေးကောက်ပွဲကနေတရားမျှတမှုမရဘူးအာပြည်သူတွေအတွက်ကောင်းမွန်တဲ့ ခေါင်းဆောင်မှုကြီးလည်းရလာမှာမဟုတ်ဘူးကောင်းမွန်တဲ့နိုင်ငံရေးစနစ်တွေလည်းပေါ်ထွက်လာမှာမဟုတ်ဘူးသူတို့နဲ့ပေါင်းတဲ့မင်းကုနာပြောတဲ့နိုင်ငံရေးပါတီတွေသူတို့နဲ့ပေါင်းတဲ့နိုင်ငံရေးပါတီအဲ့ဒါအကျိုးလိုလိုညောင်ရီတုံးနေတဲ့သူတွေနောက်ဆုံးကိုကိုကြီးတို့တက်တက်ခိုင်တော့ဆိုအကုန်တူတူပဲတူတူပဲဒီရွေးကောက်ပွဲကနေမင်းတို့ကောင်တွေဘာတွေမျော်လင့်နေရလဲမင်းတို့ကောင်တွေဘာတွေမျော်လင့်ဘာမှမျော်မလို့နေဒီတိုင်းကဒီတိုင်းပဲသွားမယ်ရွေးကောက်ပွဲဖြစ်ကြအောင်ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တွေ့ချင်တော်မြင်အစီအစဉ်ကိုတလောင်းနဲ့ပဲကျွန်တော်ရန်သားခြင်းပါတယ်ခင်ဗျတော်လံပြည်သူများအားလုံးစိတ်လက်ကြည်သာသာနဲ့တနေ့တော့ ဖြတ်တန်းနိုင်ကြပါလိမ့်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာတာနာဆောင်ပြရမယ်ဒီနေ့ကဒီအောင်ညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ